ချစ်လို့စတာနာတယ်အပိုင်ကရောက်ပါရဲ့ဒီနေ့တဲစောပါလားအေးမိညမနဲ့ချိန်ချလို့ကဟဲ့ကောင်ကြီးကြောင်းတယ်လေးမှန်နေပါလားမိဘကငွေမပို့တော့လို့ကြောင်းစောစောလာပြီး တွေ့ကြရလူကတ်စားနေရပြီနဲ့တူတယ်မိနောင်တောင်းစားနေမှလောက်ရတော့တာပေါ့ကွာကိုမြမောင်ကြီးအာပြီလား အဘဘူးဆိုနေမကွာညကြရင်ဆက်ဥသွားဆိုရအောင်နွဲနီမိကအဟောင်းတွေဘဲမဒစ်ကောင့်ချလို့လူလာတာလဲနင့်ကြီးတော့လူရွှန့်တုတ်လွတ်လိုက်တာမှမဟုတ်တာလင်းထိုက်လာရလန်းထုံးစံအတိုင်းဆိုပြေနေသည်ဇေမောင်ကတော့လက်ထဲကရည်စားစာလီပျောက်သွားမည်ဆိုသည်ရလားကြည်ကြည်ပေါင်းဆုပ်ရင်းနဲ့လိုက်လာသည်ဟေး သူဇာနဲ့မင်းစောတို့ဘာညင်းနေပြန်ပြီလဲ။အော်လင်းမွေလာ လာပါအောင်ကွာဒီမှာဖြည့်ရှင်းပေးစမ်းမော။လင်းထိုက်ကိုမြင်တော့မင်းစောကပြေးထွက်လာပြီးလာဆွဲခေါ်သည်။ဒါကိုသူဇာတို့ကဟဲ့အဲ့ဒီကောင်ကိုမခေါ်နဲ့အဲ့ဒီကောင်ကလူညစ်ကြီး။ဘာလို့မခေါ်ရမှာလဲ။နင်းအောင်ဖြူပြတို့မိုးမိုးတို့ကိုခေါ်ထားသေးတာပဲ။လာ လင်းထိုက်ဟုဆိုကာလင်းထိုက်လက်ကိုမလွတ်တန်းဆွဲထားသည်ဇီမောင်ကတော့သူတို့နောက်ကပ်လျက်ဘာရီဖြစ်နေရလဲกว่าဤလင်းထိုက်အမေကိုမင်းစောကဒီလိုကငါတို့ဒီမှာညင်းနေကြတာသူတို့မိန်းကလေးတွေမှန်နေတယ်ကြီးလှုပ်နေလို့မင်းစောစကားကြောင့်သူစားရောဖြူရရောမူမူပါတစ်ဖက်လှဲ့သွားသည်တော့လင်းထိုက်ကမျက်မှောင်ကျုံ၍ ဘာကိစ္စကြီးကြီးကျယ်ကျယ်ဒီလောက်တော့ညင်နေရတာလေကွာဒီလူကမင်းစော်ကစကားဆသည်လင်းထိုက်ရောဈေးမောင်းမှာဂယုတဆိုင်နားထောင်သည်ယောက်ျားနဲ့မိန်းမအိမ်အောင်ကြရဲကွာအော်မင်းတို့ကအိမ်အောင်ရေးဆွေးနွေးနေကြတဲ့ပေါ့ကောင်းမလေးများမျက်နှာရှုံမဲ့သွားသည်အေးအဲ့ဒီလူအိမ်အောင်ကြပြီး မွေးလာတဲ့ကလေးကို ဘသူပိုင်တင့်တယ်လေဆိုတာညင်နေတာသူတို့ကသူတို့ကကိုလလွယ်စေလာဖွာ ကိုဝင်ဆောင်ခဲ့ရတဲ့အတွေ့မွေးလာတဲ့ကလေးသူတို့ပိုင်တဲ့ကွာကဲငါတို့ယောက်ျားတွေကရောမပိုင်ရဘူးလားမင်းစောစကားကိုသူစားကဩမဟုတ်လို့လားမိမဆိုတာကလေးကိုကိုဝင်ဆဆောင်တဲ့အချိန်ကလေးကမိခင်စိတ်အပြည့်နဲ့ဂယုတဆိုင်ပြုစုပြူထောင်ရတာ မွေးလာတဲ့ကလေးမိခင်မပန်ရရင်ဘသူပန်ရမှာလဲကဲပြောလီ ပြောလိုက်စမ်းမညဉ့်ကြီးရှင်တို့ရဲ့ဒူးစားရဲ့နောက်ကမှဖြူပြာနဲ့မူမူတို့ကပါဟုတ်ပါမိခင်ဆိုတာသားသမီးတွေအတွက်မရှိမဖြစ်လိုအပ်ချက်ပဲမိခင်ကမွေးမှသားသမီးဆိုတာဖြစ်လာတာဖခင်ကမွေးယူထုံးစံမရှိဘူးအိုးဒုကတော့ရှင်းရှင်းပဲကိုမွေးကိုရ ကိုရကိုယူဒါပဲအားလုံးရဲ့ဇကားကိုလင်းထိုက်ကပြုံးရင်နဲ့နားထောင်နေသည်ပြီးမှဒီလိုကမင်းစော်ရအေးလှုပ်ဆမ်းမအောင်လင်းထိုက်ပါလာ၍မင်းစော်အားတက်သွားသည် ဒီမှာကမြို့ရဲ့စားတောက်ဆိုင်တွေမှာရှိတယ်အအေးဆက်တွေလူလဲဆောင်မနေဘူးကိုကာကူလာဆက်တွေလေးနိုင်ငံခြားမှာတော့အများကြီးပဲအေး တွေ့ဘူးသားပဲဘာဖြစ်လို့လဲတွေ့ဘူးလားမတွေ့ဘူးလားတော့မသိတန်ရောင်လိုက်သည်အဲ့ဒီဆက်တွေကအပေါက်ကနေအကြွေစိထဲလိုက်ရင်အောက်ကနေကိုကားကိုလာဘူးထွက်ကြလာတာမျိုးလေးအေးလီဘာဖြစ်လို့လဲဟာဘာဖြစ်ရမှာလဲအဖြေကရှင်းရှင်းလေးလေးစူပါစူပါတော့ကွာမင်းကအဲ့ဒီဇက်တဲကိုအကြွေစိထဲလိုက်တယ်ကွာအေး အဲ့ဒီအကျွေစီကြထွက်ကြလာတဲ့ကိုကာကူလာဘူးကိုစက်ကပိုင်းတလားအကျွေစီထဲတဲ့မင်းကပိုင်းလားဟာငါကပိုင်းတာဘောကွာငါလိုချင်လို့ငါထေးခဲ့တာဘူးဒါပဲဘောကွာယောက်ျားလေးနဲ့မင်းကလေးအိမ်အောင်ကြရင်မွေလာတဲ့ကလေးဘသူပိုင်းတလဲဆိုတာအကျွေစီထဲတဲ့သူကပိုင်းရမှာပေါ့ဟုတ်ဘူးလားလင်းထိုက်စကားလေကြရောမင်းကလေးများမျက်လုံးပြူသွားကား ဟဲ့သီနာငါတို့ကအဟုတ်မက်လို့နားထောင်နေတာနင်ကငါတို့မိမတွေကိုအအေးလုပ်တဲ့ဇက်များထင်းနေလားဟဲ့အဲ့ဒီဇက်မျိုးနိုင်ငံခြားမှာပဲရှိတယ်နိုင်ငံခြားမှာသွားထည်ဟဲ့သီနာကြရဲ့ထို့သူစုကလွဲအိမ်နဲ့ကောက်ပေါက်သူကပထမင်းချိုင်းနဲ့လိုက်ရိုက်သူကရိုက်ဖြစ်ကုန်သည်လင်းထိုက်ကသူတို့ပြုလုပ်မှုများကိုလွတ်အောင်ရှောင်ရင်းနဲ့တဟားရေမောကမင်းစော်ကြီး မိမအကြွေစီရှိရင်တိမ့်ထားကွာဆက်ထဲသွားမထဲမိစေနဲ့မိမရီရဲ့ခန္ဓာကိုယ်ထဲမှာ ကိုကာကူလာဘူးတွေကတပြုံကြီးရဲ့တတိထတော့ကကြမှာဟုတ်ပေဖြစ်နေဦးမယ်သိနာကြလေအေးနောက်တခါတွေ့ရင်သိပြီသားမှတ်အနောက်မှာကျိန်စုတန်များတတိကြီးကြရသည် လင်းထိုက်ကသူ့အဖြေကို သူ့ဘာသာသူသဘောကျစွာရေရင်ပြောသည်ဇီမောင်က သူနောက်ကကလေးရဲ့မင်းကတော်တော်ပေါက်ပေါက်ရရှာတွေးနိုင်နေကဇီမောင်စကားကိုလင်းထိုက်ကဘာမှအပြန်မပြောပဲရေရွီသာနေလေသည်ဇီမောင်ကသာဆက်၍အကယ်၍မင်းကလေးကပန်းရမယ်ဆိုတဲ့ဘက်ကဆိုရင်ရောကွာဇီမောင်မိကိုလင်းထိုက်က ရွေ့ပြုံးလိုက်ပြီးတော့အများကြီးပါကွာတွိုင်းလိုက်နဲ့ပဲပြောပြောအမိုက်ပြစ်တာနဲ့ပဲပြောပြောငွေလက်ခံဌာနနဲ့ပဲနှိုင်းနှိုင်း အများကြီးပါဇီမောင်ထမမီတော့သူ့ဘာသာသူအတွေးနေချင်နေလေသည်အတန်းကြမှာလင်းထိုင်ငါဘဲပေါက်စီဒီစားသွားပြီလူဖြစ်ပါမလားဖြစ်ပါလေကွာလူပြုအပြူကြိုက်လူစားပြီးတာပဲဘာမဖြစ်เสียရရှိလဲသူသူကမယူဘူးဆိုရင်ရောဒါမှမဟုတ်ရန်ဖြစ်လွရင်ရောလင်းထိုင်ဇီမောင်ကူပြန်ဝေကြည့်သည် ဘဲပေါက်မှာအဲ့ဒီလိုစိတ်မျိုးမရှိပါဘူးကွာမင်းအစဉ်ပြေးမှာပါဈေးမောင်တက်ပြင်းချသည်နောက်မှရေကြဲကြဲလောက်ကအေးကွာငါမှတော့ကြောက်လိုက်တာချေပြားလက်ပြားပါအေးနေပြီမကြောက်ပါနဲ့ကွာကိုကယောက်ျားလေးပဲသွားမယ်သာသွားစမ်းပါအေးဒါနဲ့မင်းဘယ်မှာရှိမှလဲအိန္ဒိယဇလန်တွဲမှာရှိမယ်လင်းထိုင်စကားကို ဇီမောင်ကသဘောကျစွာရေလိုက်သည်။ကဲဒါဆိုသွားပြီကွာခဏနေရင်ပြန်ဆုံမယ်။နှစ်ယောက်သားလမ်းခွေလိုက်ကြသည်။အတန်းငယ်ဝေးတော့မှလင်းထိုက်ကပြန်လှည့်ပြီးဇီမောင်ဇီမောင်ကပြန်လှည့်ကြည့်သည်။ဘဲပေါက်တည်းအချိန်အတန်းထဲမှာမရှိဘူး။ကန်တင်းမှလားကန်တင်းမှလည်းမရှိလောက်ဘူး။ဒါဆိုဘွယ်နင်းတဲ့ပင်ခမ်းမအပီးက မလေးရှားဗရောက်ပင်တန်းကဒုတိယမြောက်ခုံမှရှိလိမ့်မယ်။လင်းထိုင်စကားကြောင့်ဈေးမောင်းအံ့အားသင့်သွားသည်။နောက်မှရေမောရင်နဲ့မင်းဟာကတိလာကြီးလား။လင်းထိုင်ကပြုံးလိုက်ပြီးတိစငါတို့ချင်းတွေနေကြနေရလေကွာ။ဟေးဘလူဟုတ်လေဒီလိုနေမျိုးစုဘဲပေါက်ကသူ့တယောက်တည်းအဲ့ဒီကိုတို့ပြီး တွေ့ကျင်တဲ့တငယ်ချင်းတွေကိုချင်းတွေ့နေကြနေရ။အိုးငါသွားပြီဟိတ်ကငါအိန္ဒိယရုပ်ရှင်ရုံမှာရှိမယ်။အဲ့ဒီမှာတဏှာကြီးသာဇာကပြရအောင်မယ်ဆိုကခတ်တုတ်တုတ်ထွက်သွားလီတော့သည်။ဈေးမောင်လင်းထိုက်ရဲ့ကြောပြင်ကိုငေးကြည့်ရင်ဘာရဲမဟုတ်ပဲယက်နေမိသည်။လင်းထိုက်လုံးဝပျောက်သွားတော့မှပြုံးပြီးတော့အတော်လေတက်နိုင်နေကောင်ဟုတီးတူးရေရွရင်ခြေလန်းကိုပြန်စားလိုက်သည်။ နနခင်ကငှက်ငယ်တို့ရဲ့တည်ကျူးတန်ကိုပိုင်ဆိုင်နေလေပြီ။နဗီနာမလူငယ်တို့ရဲ့အကြီးနူးစရာအတန်များတခြင်းတန်များနဲ့လှပနေလေသည်။ထို့ကြောင့်ချစ်ချင်းကိုပိုင်ဆိုင်လိုသူဤခြေလန်းနိုင်၌တာယာနာပြောပွဲအတန်များကပ်ပါနေသည်။ဒီဆိုတိမှုသူများကရင်ခုန်တန်နှင့်ထက်တူထက်များလိုက်ဖက်သောတန်စင်တို့ကိုဖန်ဆင်းပေးနေသည်။သူဤစိတ်ချင်း၌လည်း မျိုးရွှင်ဘွေရာယက်တာများနဲ့မအားလက်နိုင်ပုံစံမျိုးစုံနဲ့ဝင်းရောက်လာတဲ့ဂျူးများကိုပင် သူ့ကိုယ်သူပျော်ရွှင်စွာချီနှောင်နေမိတော့သည် အချစ်သည်နှောင်ဂျူးများနဲ့တီထားသော ကိုယ်ပိုင်လွတ်လပ်ခွင့်ပင်ဘေးပေါက်တို့ထိုင်နေကြဖယ်ရီကားကြီးအနီးလက်ဖက်ရည်ဆိုင်တို့အလိုလိုနေရင်ရောက်လာသည်သူ့ကိုယ်သူပင်ဘယ်လိုရောက်လာသည်ကို မစင်စားတတ်တော့ သူမြင်ခြင်းသောအရေးအယံကိုစိုးစင်းမြပေမမီယာမလူအပ်ပါပေ သူမတို့စာသင်ခန်းပဲခြေဦးလဲမိသည်အတန်းချိန်မရှိ၍စာသင်ခန်းကဒိတ်ဆိတ်နေသည် နောက်မှတရိယပြီးဘွယ်နှင်းသဖြင့်ခမ်းမပဲခြေဦးလဲပြသည်ခြေလမ်းမြခြေလမ်းမြအရာရာကိုကြော်လွားနိုင်မည်ဟု ထင်ရသောခြေလမ်းမြအလိုလိုနေရင်းနှင့်လွင့်မြွန်းနေသောခြေလမ်းမြ မလပါသောအနည်းငယ်ဖြစ်စေနိုင်သောအရာများကိုလှပစွာဖြတ်ကူးလာသောခြေလမ်းများမျက်လုံးကဘာမှတရီမထားမိပဲစိတ်ကဥဆောင်၍ရှောက်လန်းနေသောခြေလမ်းများစိတ်ကနေအေးထက်ကြုံရမှပြန်လည်အသက်ဝင်လာမိသည်ဟောဘွယ်နေတဲ့ပင်ခမ်းမတော်ရောက်ပြီပဲတို့တော့မှဇီမောင်တရီထားမိသည် လင်းထိုင်လမ်းညွန်လိုက်တာဒီနေရာပဲ သူ့ဝေ့ကြည့်လိုက်သည်တိတ်မရှာလိုက်ရပါ လင်းထိုင်ပြောခဲ့တဲ့အတိုင်းမလေးရှားဘရောက်ပင်တန်းရဲ့နှစ်ပင်မြအုပ်ခုမှာတယောက်ထဲငြိမ်သက်စွာထိုင်နေတော်သူမှာအိုးလှလိုက်တာနှက်ပြီးနန်းနန်း၌နတ်သမီးတို့ဒါယာနာပြောပွဲအတန်းများမြည်ကျွေးနေတဲ့နဝေဒဇာများဝစ်စင်လျက်လှပစွာခြေကျွရင်းကနေသည်နှင့်သူမရဲ့ဇန်ွေဇာများဝေဝဲနေသည် နုနိယောင်တန်းနေသောသူမရဲ့ကိုသိန်းရနန်းကမပြည့်စုံသေးသောသူများအားပြည့်စုံမှုရရှိစေရန်လမ်းပြပေးနေသည်။ကောင်းကင်ပြအောင်ငြိမ်သက်နေသောလှရမင်းကိုမြည်သူကိုယ်ကွင်းနိုင်ရန်ဤချစ်ချင်းဟုသောမျက်စိနှင့်အကြည့်ပါကအယယာတာယာပွေကြီးသားဘေပါအံဩဟန်နှင့်သူမဝေကြီးသည်။အော် လေးပြီးစောကစားနေသောစံနွေစာများတိမ်သက်လိုက်သည်ဒီကိုဘလူရောက်လာတာလဲသူမအမေကိုရုတ်တရက်မြည်သူဖြီရမှန်းမသိတနည်းဆိုရသောဘာကိစ္စရှိလို့လဲဟုအတိတ်ပဲတက်ရောက်သောပညာသားပါပါအမေကိုရုတ်တရက်ဖြီစရာဇကမရှိဒီလိုပါပဲမြည်သည့်နိုင်ငံမြည်သည့်လူမျိုးများတုံးချမှန်းတော့မသိမြမလူမျိုးများအနေနဲ့ အဖြေမပေးကျင်တော့တပတ်လူမသိစေလိုသောသိရင်လည်းဘာမှအကြောင်းထူးမီမဟုတ်ဟုထင်ရသောစသည့်အခါများတွင်တုံးလေရှိသောဘာအိဘယ်မှတက်ရောက်မှုမရှိသောအများသုံးဘာသာစကားနှင့် ပြန်ဖြေလိုက်ရသည်လင်းထိုက်ရောသိခြင်းလို့မေးတာလားစကားမရှိလို့စကားရှာမေးတာလားရုတ်တရက်မသိနိုင်ဒုစကားတွင်ရည်ရွယ်ချက်ရှိခြင်းမရှိခြင်းကသူမှသာသိနိုင်ပေလိမ့်မည် တည်တဲ့အတိုင်းပါပဲဟာဘာကိုဘာကြောင့်ဘယ်နေရာမှာဟူ၍နေရာအတိတ်ကြအလုတ်အကိုင်းအတိတ်ကြရည်ညွှန်းခြင်းမရှိတော့ညာတဖက်သားစိတ်ဝေအလုတ်များနေတယ်သူမဟုတ်နာနေတယ်သူမဟုတ်ဖျားနေတယ်စားတော်တစ်ခုခုကိုလုံနေဖြစ်နေတယ်ဟူ၍အတိတ်ပဲတက်ရောက်တော့သူမဟုတ်မိသူကိုပြန်လေစဉ်းစားသည်တော့အမှန်တိုင်းဆိုရတော့ဘာအဖြစ်မှတိတိကျကျမပါပဲတိကျသောစကားဖြင့်သာ ပြန်ဖြေလိုက်သည်တယောက်ထဲလားအင်းလေတယောက်ထဲမြင်လျက်တယောက်ထဲလားမိသောမိကွန်းတွင် တွေ့ဝေစရာမရှိပါတငယ်ချင်းတွေပါတယ်ဟိုဘက်မှာကြံခဲ့ရလေဟုသောမူသာဝါရမျိုးလဲသုံးရန်လိုမည်မထင်ဘေးပေါတူမဝေကြီးသည်ဇီမောင်ကတုံရင်နေတဲ့သူ့လက်ကိုသူပြန်ဆုပ်ကမ်းရင်းနဲ့ကျွန်တော်မှာဖွင့်ပြောစရာစကားတွေအများကြီးရှိပါတယ် ဒါပေမဲ့သူမဇီမောက်ကိုငေးကြည့်နေသည် ပြောမည့်စကားကိုတိနေ၍ပဲလားမတိချင်းပဲလားတော့မဝေခွေနိုင်ကျွန်တော်ဖွင့်ပြောဖို့အတွက်မဝင်မရေဖြစ်နေတဲ့အတွက်စာရွက်ပေါ်မှာပဲစာစီထားပါတယ်ကျေးဇူးပြုပြီးဖတ်ကြည့်ပေးပါကျေးဇူးပြုပြီးဟူသောစကားသည်မြည်သူထံတွင်မြည်သည့်အချိန်ကကျေးဇူးရှိခဲ့မှန်မသိတော့လေဒုစကားသည်လည်းအများသုံးဘာသာစကားဖြစ်သည် ဇီမာသူ့အိတ်ထဲမှပန်းရောင်စာရွက်ကလေးကိုထိုးပြလိုက်သည်။သူမကဒီငိမ့်စွာပင်လှမ်းယူလိုက်သည်။ခောက်ထားတဲ့စာရွက်ကလေးကိုဖွင့်ဖက်လိုက်သည်။အစတကြောင်းလောက်သာဖက်ပြီးစာရွက်ကိုပြန်ခောက်လိုက်သည်။ဇီမောက်မှာကရုံကရင်နဲ့ငေးနေမိသည်။သူမထံမှတက်ပြင်းချတန်ကြားရသည်။လင်းထိုက်ရေးပြလိုက်တာမဟုတ်လားအေးဘယ်ဘယ်လိုတီး ဇီမောက်ထံမှ ရုတ်တရက်ဘာသာစကားရှာတော်သည်ဒုမကသာတပြင်းချပြီးဒီစာကြောင်းနဲ့တူတဲ့စာမျိုး ကျမစီမှာ32ဆောင်ရှိတယ်။ဗျာတချို့စာစု သူ့ကိုယ်တိုင်လက်ရည်တောင်ပါသည်လီးတဲ့မျောလွင့်လာသောတိရွဲ့၆တို့ကိုမြင်ရသည်သူရဲကောင်းဟုထင်ထားသောလူငယ်လေးများကင်ထားသောလက်ကင်ထားလွတ်ကြနိုင်သည့်ခံစားချက်မျိုး မထင်မှတ်သောအလှတရားများကအယိုင်းဆန်သွားသလိုခံစားလိုက်ရသည်တကယ်တော့ကြည်ကျပောင်းအဆုတ်ခံလိုက်ရသော သူ့နှလုံးသားစစ်ခနေနာကျင်ယုံများသူတပြင်းချလိုက်မိသည်နောက်မှစစ်ပွဲမှဒဏ်ရာများနှင့်ပြန်လဲနိုးထလာသော သူရဲကောင်းတပွဲမန်တင်း၍ဘာပဲဖြစ်ဖြစ်ပေါ်လီအချစ်စူရာမျိုးကလုတ်ယူလို့ရတာမျိုးမဟုတ်ပါဘူး သူမကအစာရွက်ကလေးကိုကင်ပြီးငေးကြည့်နေသည် ကျွန်တော်ဘသူကမှမပြောဘူးတဲ့စကားလေးပြောခဲ့မယ်ကျွန်တော်ဘဲပေါက်ကိုချစ်တယ်ဒီထက်ပိုပြီးတော့လေကျွန်တော်မပြောတတ်တော့ပါဘူးကျေးဇူးပါပဲတဘာပတိများမိန်ကွန်းပြောရင်ပြောတတ်သောစကားဖြင့်ပင်အဆုံးသက်လိုက်သည်နားထောင်ပြီးသည့်အတွေ့ကျေးဇူးတင်တာလားပြောချင်တာပြောခွင့်ရတဲ့အတွေ့ကျေးဇူးတင်တာလားတော့မပြောတတ်လေးတဲ့တွေ့ရွေဖြစ်နေသော သူမရဲ့ချက်တော်များအသာအရာလှုပ်ရမ်းသွားသည်ဘုံစံကဟာအဝေးကြီးကိုစိတ်လုကိုလုငေးနေတဲ့ပုံအရန်ကြမသူ့ပဲပြန်လှည့်လာပြီးလင်းထိုက်ကကျမအကြောင်းဘာမှမပြောထားဘူးလားဈေးမခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်ပြောထားပါလေဘာတဲ့လေဘေးပေါက်ကပြညာသေးတယ်ခေခနေကလေးငယ်တယောက်ရဲ့ရေတံမျိုးကြားလိုက်ရသည် ်မိတို့သောရေစရာအမျိုးအစားဖြစ်မည်ကိုတော့မဝေခွေနိုင်ပါမလိုပဲဖြစ်နေဖြစ်နေကျွန်တော်ဘဲပေါက်ကိုချစ်တယ်ဒါကိုပဲထပ်ပြောပါရစေနောက်ဆက်ပြောရင်လေဒီစကားကလွဲပြီးဘာမှအဆက်ဖြစ်လာတော့မယ်မထင်ဘူးမင်္ဂလာရှိသောစကားမှုလားမသိသူမှပြုံးလိုက်သည်ရင်းနေကစကားပါကျွန်တော်ဘဲပေါက်ကိုချစ်တယ်အကြောင်းထန်နေသောဓပြားကိုထိုးစကလုံးသာရှီတူနောက်ငင်ဖြစ်နေသည် ကျမစဉ်းစားမယ်လေရိုးရိုးလေးနဲ့နင်းသည်လားမကြားလူတော့၍စကားဖြက်လိုက်သည်လားတော့မသည်ဈေးမောင်ခေါင်းငုံသွားသည်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုခွင့်ပြုပါကျွန်တော်ဘဲပေါက်ကိုချစ်တယ်သူမကနှကန်းကြိုက်ပြီးရှက်တလူဟန်နဲ့ရေတယ်သူရဲ့ခြေလမ်းများကသာနောက်ပြန်၍လျေဈေးမောင်သူပြန်ဝေကြည့်မိသည်လင်းထိုက်ကိုတွေ့ရင်လာခဲ့ပါဦးလို့ ကျွန်တော်ဘေးပေါက်ကိုချစ်တယ်။ရေတံတချို့ကြားရသည်။နီယောင်ကြီးကပြန်ကျေလွန်နေပြီ။ပြီးပြင်မှုသိမရှိသောအရေးအာဝါသားတို့ကတကူရီလုံးကျုံအောင်မစွမ်းဆောင်နိုင်။သေးရွယ်စိမ်းများကလည်းအယောင်ပြေနေတဲ့ခက်ညံ့ညံ့ပကြီကားလိုမှုံဝါနေသည်။ခြေလမ်းများခြေလမ်းများဘဲကူဥတီနေမှမသိသောခြေလမ်းများအောင်မြင်ခဲ့သည်လား ကြရှုံးခဲ့ပြီလားမသိတော့ခြေလမ်းများအပြင်းမပူပြင်းသလားရင်တွင်း၌ရှုပ်ထွေးနေတော့ခြေလမ်းများပြင်းပြသောစိတ်ကူးများက ခွဲခွာရတာတော့မောရမှန်မသိသေးနင့်ကုံကချစ်တယ်ဟုသောဇကလုံးမှလွယ်၍ဘာမှမပြောတတ်သောလူအတယောက်ဘယ်ကိုမျက်နှာမူနေမှန်းတော့မတိရလအောင်အမြင်တွေကဲနေလေပြီလူညံ့လူပဲဆိုဆိုလူယူးလူပဲပြောပြော ချစ်သူရှိရောက်ချိန်ရင်ခုန်တန်းမြန်ပြီးတော့စကလုံးများစွန့်အားခဲ့တာအပြစ်များလားစိတ်ကဥစားမှုမရှိပဲအလိုလိုနေရင်းနဲ့သူ့အလိုလိုလှမ်းနေတော့ခြေလမ်းများအဲ့ဒီချိန်မှာချန်တဟားကမူလာချစ်ကိုထိုးဖို့ပြည်ရဝင်ရလမုတ်ကချန်တဟားကိုဝလုံးကြီးနဲ့နောက်စီကိုချထည့်လိုက်တာဟေးပြလမုတ်သစ္စာဖောက်တာပေါ့အေးဒီကောင်ကဘာဖြစ်သွားရလဲ ချန်တဟားကသူ့တငယ်ချင်းအရင်ကြီးကိုကန်ကြလီကန်ကြပြလမုကကန်ကြဆွေးနေမှန်သိတော့ရာဇာကကန်ကြပေးပြီး ပြလမုကိုစီယုံထားတာအဲ့ဒီမှာချန်တဟားလေမြေပေါ်400ကသွေးတန်ရဲရဲနဲ့ပြန်ထမူလာချစ်ကခါကြက6လုံးပြူဆွဲပြီးမင်းကို လူပြီးမထားတော့ဘူးတခါတည်းသွားတည်ဆိုပြီးအပြစ်အဲ့ဒီတော့မှစိတ်မနှံ့တဲ့သူကြီးတော်အမီနာကတရိယာပြီး ချန်တဟကူကိုလှည့်အိတ်ချလိုက်တာဒိုင်းစုတနတ်ကြီးဆိုင်ကဒေါ်အမီနာကြီးရင်ဘက်ကိုဖောက်ထွက်သွားတော့တာပဲဟေးဒါဆိုဒေါ်အမီနာကြီးတေးရောပေါ့တနာလိုက်တာအေးလေဒုက္ခမြမူလာจิตတို့လှုပ်လို့စိတ်မနှံဖြစ်နေရတဲ့ကြားတွေအခုတော့တနတ်တောင်မှန်သွားတာဆိုတော့စိတ်ပါဝင်စားစွာနားထောင်နေရင်းနဲ့တချို့ကငုံမလိုပင်ဖြစ်နေကြသည် ။ဒါကိုလင်းထိုက်ကဆက်၍ဒေါ်မီနာကြီးဒီကန်ဒီပြောထားတဲ့ဇကာတိတ်ကောင်းတာ။အခုချိန်ထိငါနာရဲကကိုမထွက်ဘူး။ "तू तू ဘာပြောသွားလို့လဲ။တယောက်ကဖြတ်မိသည်။ဒါကိုလင်းထိုက်ကအမီနာကြီးဒီကန်ဒီသူနာကပ်ပြောသည်လား"ကြည်ကွဲစွာနဲ့ငါတာလောကမှာလူစုတွေကအသက်မရှိဘူးလူလိမ္မာတွေကအရင်သေးတယ်တဲ့ ဘာလူလဲဆိုတော့အလရှင်မြတ်ကသူ့ချစ်တဲ့သူကိုအရင်ခေါ်လူဟေးလွမ်းစရာကောင်းလိုက်တာတကယ်ထီးတဲ့စကားပဲဒါမျိုးကလာရီမှတက်တာအဲ့ဒါနဲ့ဘာဆက်ဖြစ်ကြသည်လဲစကားတော်သိမ့်မပြောလိုက်ရပါဘူးအယူမကြီးအမီနာကသိရောအဲ့ဒီချိန်ကျမှပလိတ်တွေကတနက်တန်းကြပြီးပြေးလာကြတာနောက်ဆုံးမူလာချစ်တို့ကိုပလိတ်တွေဖမ်းမှာပေါ့ ဘယ်ဖမ်းမှမလဲဝါပြီအဖေဥစုနာကတတိဆိုတော့ပလိတ်တွေပတ်ဆက်ပေးပြီးဖမ်းခိုင်းတာဟေးရုပ်မာလိုက်တာဟေးငါအသေးရလာပြီနော်အားလုံးကမယိုးမယွာဖြစ်နေကြသည်ဇက်ကမြည်မြဆွဲဆောင်မှုရှိသည်မသည်အားလုံးကတောက်ခတ်သူမြည်တွန်းတောက်တီးသူများရှည်နေတော့သည်အေးအဲ့ဒါနဲ့ချန်တဟာကိုဖမ်းသွားရောလားဘာ ဘာရီဆက်ဖြစ်သည်လဲအလုံးရဲ့မိကိုလင်းထိုက်ကနာယီကိုကြည့်အပြင်းဆန်ကအေးတနာယီတောင်ခွဲသွားပြီပဲလက်ဖက်ရည်လီးများသူစကားကြသည်နှင့်အလုံးကအေးနင်ကလဲဇက်လန်းကကောင်းလာပြီဆိုလှုပ်ပြီးနည်းနည်းဆက်ပြောပါဦးနင်ကလဲဟုသောအသက်များကိုလင်းထိုက်ကအာနေနုကလဲကိုချင်းစာကြလေကွာငါလဲအာညောင်းပြီပေါ့ကဲစီမော လာသွားရအောင်ဟုဆိုရင် ထထွက်သွားလေသည်သူတို့နောက်မှအတန်များကဟေးချန်တဟာလီ အချုပ်ကြပြန်ပြီပေါ့ဟိုတခါကတော့သူကူညီဘူးတဲ့တထေကြီးဥရှင်နှုတ်ပိုင်းကပြန်ထုတ်ပြီးခဲ့တာအခုတော့ဥရှင်နှုတ်ပိုင်းကအင်္ဂလန်ကိုခရီးထွက်နေတာအေးဟေးဟိုတခါတော့ငါတော့ရိုက်မှုဆိုတော့ပြန်ထွက်လို့ရပြီမေအခုဟာက လူသက်မှုကြီးအိုး အမှန်တရားကတော့ပုံမှာပဲစသည်ဖြင့်ပွဲလောရိုက်၍ကြံရည်ခဲ့လေသည်နေရောက်သာတိရိပ်ဝါရိပ်များကိုအမိတဟဲပြုရင်လမ်းလျှောက်လာကြသည်ဘဲနဲ့လဲစီမဘဲပေါက်နဲ့အစဉ်ပြေးရဲ့လားငါပေးတဲ့ဇာနဲ့ရောအစဉ်ပြေးရဲ့လားဘဲနဲ့ပြေးပါမလဲကွာသူကပြောတယ်အေးအဲ့ဒီဇာမျိုးတပုံစံနဲ့ပဲသူ့စီမှာ32ဆောင်းနှောင်းရှိတယ်တဲ့ တချို့ဟာတွေကမင့်လေရီတောင် ပါသေးတယ်တဲ့ဒါပါနဲ့ဆို33ဆောင်ပေါ့လင်းထိုက်ကခြေလန်းရက်ပြီးမျက်မှောင်ကျုပ်သွားသည်ပြီးနောက်ခြေလန်းပြန်ဆလိုက်ပြီးမှသူ့ဘာသာသူရေယွဟန်နဲ့34ဆောင်ရှိရမှာကွာဒီကောင်မလေးတဆောင်ကိုဘယ်ဖျောက်လိုက်ပါလဲဘလူးဈေးမောင်းအတန်ကြတော့လင်းထိုက်ကရေကြီးကြီးပြန်လောက်ကဘာမှမဟုတ်ပါဘူးကွာ ငါဘာသာငါအလီရွတ်နေတာပါဇီမောင်ဘာမှပြန်မပြောပဲတက်ပြင်းသာချလိုက်တော့သည်ဒါနဲ့နေပါ မင်းဘာမှစက်မပြောခဲ့ဘူးလားအေးဘယ်နဲ့မပြောရမှလဲကွာငါလဲဘဲကဘလူတက်တီတွေရတယ်မသိပါငါလဲနင့်ကိုချစ်တယ်ဆိုပြီးပြောထည့်လိုက်တာလင်းထိုက်ချီလန်းတုံငနေဖြစ်သွားသည် now ဟမ်မပြက်ပြန်လှန်ရင်းနေအေးလှုပ်စမ်းမအောင် ဘယ်ကဘလို့ဖြစ်တာလဲမသိပါဘူးကွာအဲ့ဒီဇကားတခုနဲ့ကအခ80လောက်ထိပြောပြခဲ့တယ်ထင်တာပဲလင်းထိုက်ကလိုက်ရဲသည်အတန်းကျမှသူကဗာပြန်ပြောသည်လေသူကရင်နေတယ်ကွနောက်မှသူစဉ်းစားပြီမေတဲ့အော်ဇကားများတိတ်ဆိတ်သွားပြန်သည်ဘာမှတက်စင်မထားတော့ခြေလမ်းများကအလူလူလျွေလျားစေဟာဟဲ့ကွာ လက်ဖိတ်ဆိုင်ကျော်သွားပြီကွာလင်းထိုင်ရဈေးမောင်းရဲ့ဇကားတန်လင်းထိုင်ခြေလန်းကိုရက်ပြီးဝေကြည့်သည် နောက်မှရေလိုက်ကအေးဟုတ်သားဟုဆိုကလက်ဖိတ်ဆိုင်ပဲပြန်လှည့်လိုက်သည်တတိလက်လွတ်ကွာရန်သူနေမည်ဆိုသိတယ်လင်းထိုင်ရဲ့ဇကားကိုဈေးမောင်းကဟက်ဟက်ပဲပဲရေမိသည်ပြီးမှဟဲ့ကမင်းတို့ဘေးဘောက်ကလာခဲ့ပါဦးနဲ့အရေးကြီးလို့တဲ့ လင်းထိုင်ဇီမောင်ကူပြန်ကြည့်သည်ဒီနေ့ဘာနေလဲဟေးလင်းထိုင်ရဲ့မစီမဆိုင်အမေကြောင့်ဇီမောင်ကြောင်သွားသည်နောက်မှနာယီကိုပင့်ကြည့်လိုက်ပြီးဗုဒ္ဓဟူးနေကွာဘာဖြစ်လို့လဲထိုတော့မှလင်းထိုင်ကဩအဲ့ဒါကြောင့်ဖြစ်မယ်မနဲ့ပြန်ကြာသာပရိနေကဘဲပေါ့မွေးနေကွာကြာသာပရိနေတိုင်းဖျားသွားနေကြအဲ့ဒါမနဲ့ပြန် မင်းသူ့ကိုဖះလိုက်ပို့ပေးလိုက်ပါလားငါကလင်းထိုက်စကားကြောင့်ဇီမောင်ကအကြောင်းပြီးခြေလမ်းများရက်တန်သွားသည်နောက်မှကရုံကရင်နဲ့ငါငါလိုက်ပို့လို့ဖြစ်ပါမလားကွာဖြစ်ပါတယ်ကွာဘာဖြစ်လို့လဲငါငါရင်တွေတုံနေလို့လင်းထိုက်ကဇီမောင်ကိုပြန်ကြည့်သည်ဘာရင်တုံစရာရှိလို့လဲကွာဒီမှာငါပြောပြမယ် လင်းထိုက်ကဇေမောင်ပခုံးကိုဖက်ပြီးပြောသည်မင်းဘဲပေါက်ကိုချစ်နေတယ်မဟုတ်လားအေးအဲ့ဒါမျိုးကဖျားရီဘာရီတော့မှယင်းဒီမှာပေါ့ကွာဟုတ်ဘူးလားမင်းသူနဲ့ဖျားဖို့ရောက်ရင်စကားရီအများကြီးပြောပြီးယင်းဒီအောင်လုပ်ခဲ့ဒါမှမင်းရှိစေရမယ့်လမ်းကအဆင်ပြေမှာဟေးတကယ်လားတကယ်ပေါ့ကွာအဲ့ဒီတော့မှမင်းရဲ့စိတ်သဘောထားကိုလေသူကခံမှန်းလို့ရမှာအေး ဒါဆိုမနေ့ပြန်သူ့ကူငါဖះလိုက်ဖို့ပြီးလိုက်မင်းနှုတ်မင်းကူမေးရင်ရောအာလင်းထိုင်မအားဘူးလို့ပြောလိုက် သူသိတယ်ဈေးမောင်ခေါင်းကုတ်သွားသည်ပြီးမှအေးကွာမင်းကမအားဘူးမအားဘူးနဲ့ငါ့ကိုထူထူထဲ့နေတော့ပြောင်များကြနေသလားလို့ဟာကွာမင်းကဘူးတဲ့ရန်ကောဒါမျိုးကလူတိုင်းမှာဖြစ်နေကြပါပဲကွာဘာမှမဘူးနဲ့ဖះသွားပြီးရင် သူပြောသည်မှနားထောင်ခဲ့မိန်းကလေးတွေကဟုတ်သည်ရှိမဟုတ်သည်ရှိသူတို့ပြောသည်မှနားထောင်မှသဘောကျတာကွကဲကြိုးစားစမ်းပါကွာပြီးနာထုံးစံအတိုင်းတွေ့ကြရလူကိုရှင်လန်းတော့တဲ့နဲ့ရောက်ဖာကြီးငါပြန်လာပြီကွအေးမင်းညမငါကူဘာမှလိုက်သေးလဲလေးຫນွေကြီးကုတ်ကုတ်ပင်ရောက်ကကိုတာမောင်စောင့်နေမလဲနင့်ကြီးရောကူမျောနေရနေမှာဘောတေနာရဲ့ သူစာရီကုကကူလာတဘူးလားပိနာကပေးခြင်းလို့လဲကိုမြမောင်ကြီးအာပြီလားအာပါဘူးဆိုကွာစသည်ဖြင့်